ပြည်ပလောက်သားဆေလုတ်ကန်တက်ချက်ကြောင့်ဂျပန်ကိုအချိန်တိုအတွင်းပို့ဆောင်ပေးတဲ့ဆိုတဲ့သတင်းအကြောင်းတွေပေါ်လာပြီးပြည်ပထွက်ချင်တဲ့လူငယ်တွေကိုမက်လုံပေးကငွေကြေးလည်ယူတာတွေရှိနေပါတယ်ဆွဲသိသတင်းပေးပို့ထားပါတယ်ရှင်ဂျပန်သွားချင်တဲ့လူငယ်တွေကိုအချိန်တိုအတွင်းအမြန်ပို့ဆောင်ပေးမယ်ဆိုက TikTok social media ကတဆင့်မလုံပေးခေါ်ယူနေတာတွေရှိနေပြီးကနဦးပေးသွင်းငွေ360ကနေ80အထိပေးသွင်းကဂျပန်ကိုအလုံးနဲ့မဟုတ်ပဲ ကြောင်းလျှောက်တဲ့ပုံစံနဲ့ပို့ဆောင်ပေးနေတယ်လို့သိရပါဗျ။ရန်ကုန်မြို့မှာဖွင့်ထားတဲ့ဂျပန်စာတင်နန်းကျောင်းတစ်ခုဟာဂျပန်ကို6လကနေ10လအတွင်းသွားရမယ်ဆိုကတင်နန်းသားတစ်ယောက်ကိုငွေကျပ်85ဒင်းကနေ80အထိတောင်းပြီးအဲ့ဒီတင်နန်းကျောင်းကနေတခြားတရားဝင်ချိတ်ဆက်ထားတဲ့ကျောင်းတွေကိုလူပွဲစားပုံစံလူစုပေးတဲ့သဘောနဲ့ပို့ဆောင်နေလာလို့ကိုရန်ဂျုံရသူတယောက်ကပြောပါဗျ။ပန်ကို6လနဲ့10လအတွင်းအမြန်ပို့ရဆိုပြီးတော့တစ်တော့ပေါ်မှာတင်းနေ တင်းတဲ့အချိန်မှာနေရသူတွေတော်တော်များများမသိတဲ့သူတွေက6လနဲ့10လအတွင်းအမြန်ပို့ရဲဆိုတော့သူတို့ကအလုံးနဲ့ပဲပို့ရဲထင်းပြီးတော့သူ့စီကိုအကြတာ65ဒိန်းနဲ့တောင်းတဲ့သူရှိတယ်85ဒိန်းတောင်းတဲ့သူတွေလည်းရှိတယ်80တောင်းတဲ့သူတွေလည်းရှိတယ်အလူတွေတောင်းပြီးပြီဆိုတာနဲ့သူကဘယ်လိုလဲဆိုတော့ចောင်းနေကိုပို့တာចောင်းနေကိုပို့တာចောင်းသူចောင်းသားကြီးတော်တော်များများဦးလေသူကအဆောင်ဆုံးဟိုတိုးတဲ့အချိန်မှာသူကအလုံးနဲ့ပို့တဲ့ပုံစံမျိုးနဲ့လောက်တာ ရန်ကုန်မှာနမေကြီးတဲ့တင်တန်းမျိုးတွေအလိုပေါ်ကြောင်းနဲ့ပို့ပေးတဲ့ agency မျိုးတွေကိုသူကချိန်ပြီးတော့ဈာထဲကနေပြီးတော့တဆင့်ကန်သူကပို့ပေးတာစစ်တပ်နဲ့ပဲပိုင်တယ်လို့လူကြီးနဲ့ပဲတည်တယ်လို့အလိုတွေချိန်ချောက်တော့ကြတော့တော်တော်များများမပြောရဲဘူးပြည်ကရနှစ်တွင်ဂျပန်ကနေမြန်မာလူသားခေါ်ယူရာတွေရှိပေမဲ့စစ်တပ်ရဲ့ထိန်းချုပ်ကန့်သတ်ချက်တွေကြောင့်စာချုပ်ချုပ်ပြည်သားလူသားတွေဟာပြည်ပထွက်ခွာခွင့်မရဘဲအခက်အခဲတွေကြုံခဲ့ရပါတယ်။ စတလာအခန်လူမဝင်ကြီးဌာနကအသက်16နှစ်ကနေ35နှစ်အတွင်းအမျိုးသားတွေကိုဂျပန်အပါဝင် ပြပလူသားစစ်လုခွင့်ကန့်တတ်ထားတာဖြစ်ပါတယ်။ဂျပန်ကိုလူသားစစ်လုတဲ့အေဂျင်စီတချို့အလုပ်ရထားပေမဲ့တင်းနှန်းချောင်းတချို့ကအချိန်တိုအတွင်းဂျပန်ကိုအမြန်ပို့ဆောင်နေဆိုကငွေကြေးလိမ်လည်ဖြစ်စဉ်တွေဒီနှစ်အတွင်းပုံများလာတယ်လို့ပြပလုကန်အေဂျင်စီကပြောပါတယ်။လုံခြုံရေးအရအေဂျင်စီတခုရဲ့တာဝန်ရှိသူကပြောဆိုတာကိုကိုစား DVB သတင်းတော့ကအတန်အစားထိုးပြောပြပေးမှာပါ။ ဂျပန်သွားတဲ့ကလေးတွေကအနည်းဆုံးတစ်နှစ်ခွဲနှစ်နှစ်ဂျပန်စာသင်တန်းတက်ပြီးစာမင်းပွဲတွေဖြည့်ဆို့ပြီးမှတကယ့် skill worker တွေပြည်ပမှာဖိလစ်ပိုင်မှာ ထိုင်းမှာသွားပြီးဂျပန်နဲ့ပတ်သက်တဲ့လုပ်ငန်းခွင်စာမင်းပွဲအောင်လတ်မှတ်တွေရပြီးမှသွားခွင့်ရတဲ့ကလေးတွေကိုအသက်ကန့်သက်လိုက်ပြီးမှမလွတ်တာဆိုတာလုံးဝမလုပ်သင့်ဘူးသူတို့ကငွေကြေးတွေအကုန်ကြားခံအချိန်တွေအကုန်ခံပြီးဂျပန်သွားဖို့တည်တည်ချာချာပြင်ထားတာပြီးခဲ့တဲ့နှစ်တည်းကအသက်၁၈ကနေ35အတွင်း အမျိုးသားတွေကိုဂျပန်လုံးဝပေးမလွတ်ဘူး။ကြံတဲ့အသက်လွတ်တဲ့လူတွေပဲပေးလွတ်တယ်။အခုကအမှုတွဲတွေပိုဖြစ်လာတယ်။အေဂျင်စီတွေကငွေတွေယူပြီးမပို့နိုင်၊ငွေတွေလည်းပြန်မအမ်း။အလုပ်သမားတွေလည်းငွေတွေ သွင်းထားပြီးပြပထွက်မရတော့အဲ့ဒီအမှုတွေဖြည့်ရှင်းနေရတာအများကြီးပဲ။ ဂျပန်စာသင်တန်းကျောင်းတချို့ဟာ AGC တချို့နဲ့ပူးပေါင်းပြီးလူငယ်တွေကိုငွေကျပ်380-80လောက်အထိတောင်းခံကသင်တန်းအပ်ပြီးနောက်စာချုပ်ချုပ်ဆိုပြီးငွေပြန်မအမဆိုတဲ့ဂရိကဝတ်နဲ့လက်တလုံးချငွေကြေးလဲသုံးစားလုပ်နေတာတွေရှိနေပါတယ်။ဂျပန်နိုင်ငံဟာထိုင်းကိုကျော်ပြီးမြန်မာနိုင်ငံကနေထွက်ခွာလို့တဲ့လူငယ်တွေအသွားချင်းဆုံးနိုင်ငံဖြစ်တယ်လို့2025မှာ UNDP မြန်မာထုတ်ပြန်တဲ့အစီရင်ခံစာအရသိရပါတယ်။ဂျပန်ကိုလူငယ်အများစုသွားလို့တဲ့အကြောင်းရင်းကတော့အလုတ်ကန်ခွင်လန်းတဲ့ပုံမကောင်းမွန်တဲ့လာစာတွေကြောင့်ဖြစ်ပါတယ်။ 就拿水的吧。So, no, so